အလုံးဝမင်္ဂလာပါနောက်ထပ်ခေါင်းစဉ်တစ်ခုရွေးချယ်ထားတာရှိပါတယ်အဲ့ဒါကတော့ဖွင့်မကြည့်ရသေးတဲ့အစာအိမ်ကလေးတွေလို့အမည်ရပါတယ်ဆိုအဲ့ရဲ့ဆောင်းပါးလေးကိုဖိုက်ပြပေးပါမယ်ကွလွန်ဒူဤဆန္ဒနှင့်အညီရင်းနှီးတွင်ပင်ရေဝဲတုတ်တံတို့တင်ကြပြီးစီပါကြကျွန်တော်ဒီမေလ30ရက်နေ့ထုတ် တရင်စာဖြတ်ပိုင်းလေးကိုမမိတ်မတော်စိုက်ကြည့်နေမိပါသည်ဘဝကိုခင်တွယ်သောအသက်ရှင်တမှုကိုခုံမင်သောပုထုဆင်လူသားတဦးကသူကလွန်ခဲ့ပါက နေမကူးမိမှာပဲသူ့ကိုဟုတ်ချင်းတဲ့ဂျိုပေးပါရန်တောင်းဆိုထားခဲ့ခြင်းနဲ့ဆက်လင်းကျွန်တော်မှာမကြောက်ရင်မသိအဆွေးသွားမိပါသည်၂၀၁၇ဒီဇင်ဘာလကအမေအင်္ဂလိပ်သို့ကျွန်တော်ရောက်နေခဲ့စဉ်ဆရာဖုန်းဆက်ပါသည် ဆရာကဘန်ကောက်သို့ဆေးကုသခံဖို့တွားရန်ရှိ၍မတော်မီစောင်းထုတ်ဖို့စီမံခဲ့လိုကြောင်းအမှားစားလဲရေးပြီးစီလိုကြောင်းပြောပါသည်တရားဌာနသို့ကျွန်တော်တို့အလုပ်ဝင်သောအခါကျွန်တော်တို့ဤအလုပ်ဆက်တင်ဝင်ရောက်ကြောင်းအစီရင်ခံစာ duty report ကိုဆရာတို့နှင့်အပတ်စဉ်တည်းတငယ်ချင်းများအောင်စမ်းခွန်များထံသို့ပေးအပ်ခဲ့ရပါသည်ပြောရရင်ဆရာဤတငယ်ချင်းများသည်ကျွန်တော်တို့ဤဆရာများဖြစ်ပြီးဆရာသည်ကျွန်တော်တို့ဤ senior အကူကြီးဖြစ်ပါသည် တရားရေးအရာရှိပေါက်ဆအဖြစ်ကျောင်းကုန်း၌ကျွန်တော်ရှိစဉ်ပသိမ်အနောက်မြို့နယ်တရားရုံးမှဆရာက မြို့နယ်ဦးစီးမှုဖြစ်သည့်ဘိုလ်ချုပ်ဤမျက်ရည်တပေါက်ကိစ္စကိုဆရာကျော်အောင်ပြောသည့်ပသိမ်စာပေဟောပြောပွဲသို့ကျွန်တော်တို့အမျိုးကလေးကစာသမားတွေနားထောင်ဖို့တွားခဲ့ပါသည်ထို့စဉ်ပဒိသာသမားများနဲ့အပူပေါင်းမိနေသောဆရာကပဲကျွန်တော်တို့ကိုနေရာချထားခဲ့ဝစ်ပြူအဲဝစ်ပြူခဲ့ပါသည် တစ်လင်တောက်ပစွာဝစ်ဆင်ပြီးတပြုံးပြုံးအခန့်နေသောဆရာကိုစက်တင်မြင်ဘူးချင်းဖြစ်ပါသည်ပူစီမူဦးမြင်းကဆရာကိုမောင်မောင်တောင်းမြင့်အဖြစ်မိတ်ဆက်မိတ်ဖွဲ့ပေးခဲ့သည်ဂလုံးဆရာဆန်အကြောင်းရေးသည့်ဆရာဤစာမူရှိကြီးမြတ်ဝရီမဂ္ဂဇင်းတွင်ပုံနှိပ်ပြီးစားဖြစ်တဲ့ပြင်ဆရာသည်ဆိုင်ရေးဆရာအဖြစ်တွေးကြွနေစဉ်ဖြစ်ပါသည် 1988အရေးအခင်းဖြစ်အရေးအခင်းကြီးကိုပြိုခင်းသောအခါပြေးပုံးရှောင်ခွာ၍မလွတ်မြောက်သူတွေတွင်ဆရာလေးပါခဲ့ပြီးပသိန်အချင်းထောင်၌တလခန့်အချုပ်ဖြင့်နေခဲ့ရထို့နောက်မှပြန်လွတ်မြောက်လာခဲ့ရသူဖြစ်ပါသည်ဆရာနှင့်တထာနာတဲ့သူဒီကောင်ကိုကျွန်တော်တို့ဒီစာမျက်နှာပေါ်၌သာအနေနီးခဲ့ပါသည်နေမြကြမြင်၍ကျွန်တော်တရားမြတ်တော်ချုပ်မှာအကြံပေးစဉ်အကြံပေးလို့စဉ်ဆရာကအငြင်းစားယူပြီးရှင်းနေလိုက်ခြင်းနဲ့စုံမိပြန်သည် တင်ကြီးတဝန်းပြိုင်းတဝန်းဖြစ်တဲ့ဖြင့်ပေါ်ဝါတကန်းလက် တလန်းမြတာ နေခဲ့ရပါသည်ဆာမျက်နာပေါ်မှာပဲနွေးခဲ့ရပါသည်ကျွန်တော်တို့ဤစာမုကလေးတွေကိုဖတ်မိခဲ့ရင်ဟယ်လိုဆာရေးဆရာကြီးဟုခုံးဆက်၍ဆရာကချစ်ခင်စွာအတိမတ်ပြုတတ်ပါသည် ကီမိုဆဲတင်ကုသခံယူခြင်းမပြုမီအရေးတကြီးဖုံးဆက်ခဲ့ခြင်းကိုအတိအလင်းဖွင့်မပြောစေကမူကျွန်တော်တို့ရင်ထဲကနားလည်မိခဲ့ပါသည်။စာအုပ်ကိစ္စသူအပေမြတ်လေးနဲ့ဒီကိုဆရာအတန်ဖြစ်ပြီးခံစားလို့ရနေခဲ့ပါသည်။ထို့ကြောင့်ရန်ကုန်သို့ပြန်ရောက်ရင်းရောက်ခြင်းဆရာထံဖုံးဆက်ပါသည်။ဆရာအိမ်သို့သွားပါသည်။မကြသေးမီကရှစ်နေရုံကအဖြစ်အုံပြုခဲ့ပုံရသည်။အခန်းချင်းကလေးတွင်ဆရာသည်ကျွန်တော်ကိုလက်ခံတွေ့ဆုံပါသည်။ စာနယ်ဇင်းများတွင်ပုံလေးဖော်ပြပြီးဖြစ်သည့်အဆောင်များကိုအနှံ့ပါသည်သူစိတ်ကူးစိတ်တန်းလေးကစာအုပ်ပုံစံကိုပြောပြပါသည်ဆရာသည်အရက်ရှည်၍ပိန်တွယ်တွယ်ဖြူပါပါဖြစ်ပါသည်ချိုသောစကားကိုဆိုတတ်သူဖြက်လက်ရွှင်လန်းသူအဝါရောင်ကြိုက်သူတောက်ပသောအစဉ်အသွေးများကိုနှစ်တတ်သူတူတပါးကိုအကောင်းမြင်တတ်သူဖြစ်ပါသည်ကျွန်တော်ဒီမတိမတားမျိုးလျက်နေပြီး ရောင်ကျနေသည့်ဆရာမျက်နှာကိုငေးရွေသာကြည့်နေမိပါသည်။လူနှင့်ယောဂဝေဒနာတိုက်ပွဲ၌မိမိဤရှင်သန်မှုအတွက်ဝေဒနာကိုခုခံတွန်းလှန်ရင်းစစ်ပန်းနေသည့်စစ်တီတော်ကြီးတဦးကိုတွေ့မြင်ရတဲ့ကဲ့သို့အောက်မေ့ခံစားမိပါသည်။စာမှုအကြောင်းစာအုပ်အကြောင်းပြောသောအခါမောနွမ်းနေသည့်ကြားမှဆရာ၏ညွန်းများဖိတ်လက်တောက်ပလာပါသည်။စာအုပ်ကြောပုံးမှာကိုတို့ဇနီးမောင်နှံတပ်ပုံကိုထည့်ခြင်းနဲ့ညီလေးရ ခုဒီရေရေးဝင်ကြီးကအရေးပါတယ်မဟုတ်လားကွာခုဆရာတင်ရှင်ပြတ်စာပြောဆိုနေခဲ့ပါသည်ထိုနေ့ကကျွန်တော်တို့ဒီတည်ခြင်းတရားတရားဓမ္မအစတိအကြောင်းအရာများကို စိုးစင်းမြပြောဆိုခြင်းမပြုခဲ့ပါဆရာတင်ထို့သို့သောအကြောင်းအရာများကိုကျွန်တော်နှင့်ဆွေးနွေးပြောဆိုခြင်းဒီမထင်ပါကြားကျင်သိမ့်နေမထင်ပါကျွန်တော်ဒီတရားသိတယ်လို့လို့တရားရှိတယ်လို့လို့တန်ဝေကဓမ္မလို့လို့စကားလုံးတို့ပြီးဆရာကိုစိတ်ပြည့်ညီးဝေသွားအောင်မလုပ်ခြင်းပါ သူဖန်တီးခဲ့ခြင်းဒီစာတအုပ်အတွက်ကြည်သာရှင်ပြနေသည့်ဆရာအာယုံကိုအနောက်ရှင်မပြုခြင်းမှာထက်တန်ပြင်းပြလဲရှိသောဆရာအလုံးစနာကို ခံစားနားလည်သည့်အလျောက်ကျွန်တော်တက်စွမ်းသမျှအကောင်းဆုံးဖြည့်ဆည်းပေးဖို့ရာရည်တန်ခဲ့မိပါသည်နေဝင်ရီတရော့တွင်ကျွန်တော်တို့၏တိုက်ခန်းလေးပေါ်မှပြန်ဆင်းလာခဲ့ပါသည်စီးလာသည့်တောက်ပါတော်လဲမိုင်းမြွေနေခဲ့ပါသည်တမိုင်းဘိန်းလည်နေတော့ဤခီးမနီးပါနဲ့အောင် ဆရာအီဆာဟုအမည်ဖြစ်ပါသည်ဆရာဒီလုံခဲ့သောဆယ်နှစ်ကျော်ကစီယောဂါဖြစ်ခဲ့သည်ဖြစ်ဆက်ကလေးကကျွမ်းကျင်သည့်ဆရာဝန်ကြီးအထူးကုသမားတော်ကြီးများဖြင့်စန်သက်စစ်စီကုသမှုခံယူခဲ့ကြောင်းမြမစီလောကတဘာဝအတိုင်းလူနာများစွာလက်ခံထားသဖြင့်လူနာ၏စကားကိုနားမထောင်နိုင်နှကြက်ထောက်ဖို့ပင်လျှင်အချိန်မပေးနိုင်သောဓမ္မတော်ကြီးကပြင်ဆင်မဟုတ် စီးကျိတ်ဟုသာပြောခဲ့ကြောင်း စီအင်ကိုစစ်ဆေးကြည့်ဖို့ဤသည့်ဆရာဝန်ကများမပြောခဲ့ကြောင်းငါးနှစ်၆နှစ်ကြာသည့်အခါယောဂါကပို၍စိုးရွားလာလူကလည်းကမ္မထမ်းရုပ်ပေါက်လာတဲ့ဖြင့်နောက်ဆုံး၌မိသားစုများ၏ဆန္ဒဖြင့်ထိုင်းနိုင်ငံဘက်ကောင်မျိုးကစေယုံကြည်တခုကိုတွားပြခဲ့ကြောင်းထိုင်းဆရာဝန်ကြီးကတနာရီကြာခန့်အချိန်ပေး၍မင်းမြန်ရန်ကုန်စေးမှတ်တမ်းများကိုတေချာစစ်ဆေးပြီး CA ဘလက်တာထဲမှကင်ဆာဖြစ်နေပြီဆိုတာကိုအတည်ပြုခဲ့ကြောင်းဆရာကငွေကုန်တံပြား ကျမငငယ်ရတိသူဤဝေနာဖြစ်စဉ်ဒီကိုမောလျက်စွာပြပြောပြီးနောက်အမေစုဤကျွန်တော်တို့နိုင်ငံကျမ်းမာရေးကိုအမြန်ဆုံးမြင့်တင်ပေးပါတော့ဗျာဟုရင်ခွဲပလက်ကြီးကိုပဲအော်ပြောခဲ့ပါသည်တည်ကြည်တကားဝကိုလက်မြင်နေရသူကသူဤခါတိမှုကိုတနည်းတပိုးကြီးပြန်ပြောခြင်းဖြစ်တဲ့ဖြင့်ကျမ်းနိုင်လောက်ကြီးထင်ပါသည်ကျွန်တော်စာရီဆက်ရေးခြင်းပါသည်ဒီစာအုပ်နောက်တော့ထုတ်ဖို့လဲစာမူရီရှိနေပါသည်ဒီကျွန်တော်ကိုခွင့်ပြုချက်ပေးသနာတော်မူပါဤခရီးမနည်းပါနဲ့အော် စေယုံပေါ်၌ရေးသားခဲ့ပြီးဒီဇင်ဘာ22ရက်စွဲဖြင့်လက်မှတ်ထိုးခဲ့သည့်ဆရာ၏အမှားစာဖြစ်ပါသည်။ဤခရီးမနီးပါနဲ့အောင်တဲ့လူတယောက်ဤတွေ့တာမှုအသက်ဆက်လက်ရှင်သန်လို့မှုကိုဆရာသည်ရိုးရိုးပဲဝန်ခံခဲ့ပါသည်။အဘယ်လူသားသည်သိခြင်းကိုတောင်းဆိုပါသနည်း။အဘယ်လူသားသည်သိခြင်း၌မှုလျော်လိုပါမည်နည်း။သိခြင်း၏ခေါ်ရာသို့ဝမ်းမြောက်ဝမ်းသာကောက်ကောက်ပါအောင်လိုက်နေသူမဟာလူသားဘယ်နှယောက်ရှိပါသနည်း။အိုတနာယောက်ျားလက်သမားငယ်ကျွန်ုပ်ဤခနာ အင်ကိုအတိတ်တဖန်တိဆောက်ဖို့မလိုတော့ဘူးကျောင်းဝနိုင်တော်သူတွေလူအသိအသက်၌တဦးတယောက်မျှရှိနိုင်ပါမည်လောကျွန်တော်ဒီဆရာစာအတွက်အမှားစာကိုရေးမိပြင်တော့ကဆရာကဲ့သို့ပင်တည်ခြင်းတရားဤနုဒ္ဒစာချအပ်ခြင်းခံရသူတဦးကိုသတိမရပဲမနေနိုင်အောင် ဖြစ်ခဲ့ရပါသည်သူတို့ဒီကျွန်တော်အာယုံကိုလွှမ်းမိုးနေခဲ့ပါသည်သူကပင်ဆယ်စပေးနီးယားပြည်နယ်ပစ္စပတ်မြို့ကာနေကီမေလွန်တက္ကသိုလ်မှကွန်ပျူတာသိပ္ပံပါမောက်က Randy Bush ဖြစ်ပါသည်သူမှာဇနီးကျောင်းနှင့်သားသမီး၃ယောက်ရှိသည် Pancreatic Cancer ဖြင့်လူဘဝတွင်နေရမည့်ကာလ6လသာကျန်ရှိတော့သည်ဟုသိလိုက်ရသည့်အခါသူပါလုခဲ့ပါသည်သူအလုံးလို့ဒီတက္ကသိုလ်၌ the last lecture ကောင်းစဉ်ဖြင့်ဟောပြောပွဲများလုပ်လေးရှိပြီးအကယ်၍လူသည်သူမနေရတော့ပြီဟုဆိုတာတေချာသည့်အခါလောကအကြီးအတွက်ဤသို့သောမှားသားဆရာစကားများကိုပြောသွားခြင်းပါသည်ဟုသော သဘောမျိုးဖြင့်ပိဋိတ်တ်ကို အာဃာတရဟောစီပြောစီသောပွဲမျိုးဖြစ်ပါသည်ပမောက္ခရာဒီပတ်တီလက်အနေငယ်သာရှေတံဝင်ရှိသည့်အချိန်တွင်ရွှေထက်အစာများစွာပို၍အပိုးထိုက်တန်သောအချိန်ကာလများကိုဇနီးသားသမီးတို့နှင့်နှွေးထွေးစွာနေမလားကနကီမဲလွန်တက်ကတော်မှာဟောဖို့ကို လက်ခံလိုက်ရမလားဟုရွေးချယ်ရပါသည်။ဇနီးချောကြီးက40ခန့် အကြီးဆုံးကလေးက9နှစ်သူမပါတော့ပဲဆက်ရအောင်မိမိသားစုဘဝခရီးရှည်ကြီးအတွက်စီမံပေးခဲ့စရာတွေသူမများစွာရှိပါလိမ့်မည်။သို့တော် Ready Post တီချောင်းလမြကြံရှိသည့်လက်ကျန်အချိန်ကိုဟောပြောဖို့ပြင်ဆင်ခဲ့ပါသည်။ကန့်ကွက်နေသည့်ချစ်စမီးဂျီကိုပါ ဟောပြောပွဲလိုက်ပါနားထောင်ဖို့စီးရုံနိုင်ခဲ့ပါသည်သူ၏နောက်ဆုံးဟောပြောချက် The Last Lecture ကိုအောင်အောင်မြင်မြင်ဟောပြောခဲ့ပါသည်သူ၏ဟောပြောချက် Really Achieving Childhood Dreams ကလေးဘဝစိတ်ကူးအိမ်မက်များတကယ်ဖြစ်လာခြင်းသည် YouTube တွင်လူကြိုက်အများဆုံးဗီဒီယိုဖြစ်ခဲ့သည် ။ Oprah Winfrey ၏အစီအစဉ်မှာလည်း Randy Bush ၏ပြောချက်အဟောပြောချက်ကိုထုတ်လွှင့်ပေးခဲ့ရသည်။ဟောပြောချက်စာအုပ်ကိုအမေရိကန်နိုင်ငံတွင် အုပ်ရေလေးတန်းခွဲကျော်ပုံနှိပ်ထုတ်ဝေပြီးဘာသာစကား46မျိုးဖြင့်ပြန်ဆိုခဲ့သည်။ကျွန်တော်တို့စီတွင်ဆရာဦးတင်ကိုကျူရှင်ပြန်ဆိုသည် Time Magazine ၏2008ခုနှစ်ကမ္ဘာဩဇာအလွန်မှုဆုံးပုဂ္ဂိုလ်100စာရင်းတွင် Posh ကိုထည့်သွင်းခဲ့ပြီးတမရ George W Books ကသူ့ထံသို့ကျေးဇူးများစွာတင်ရှိပါကြောင်းလေးလေးစားစားစာရေးသားပေးပို့ခဲ့ပါသည်၂008ခုနှစ်ဇူလိုင်လ25ရက်အသက်49နှစ်အရွယ်တဲ့ Randy Park ခေါ်လွန်ခဲ့ပါသည်တေချင်းတရားရင်တို့စာကိုလက်ခံရရှိပြီးနောက်မှာ Randy Park ရှိအထုံးမှုနဲ့စိတ်တကြံ့ခံမှုမှာအမခံဖြစ်သည်ဟုမဆိုနိုင်စေအောင်အံ့ဩစရာချီးကျူးစရာတော့ဖြင့်အေကံဖြစ်ခဲ့ပါသည် သူသည်ရှင်သန်နေတဲ့ခွင့်မရနိုင်တော့သောကမ္ဘာလောကအတွက်သူ၏အကောင်းဆုံးလေးကတစ်ခုကိုထားချန်ရည်ခဲ့ခြင်းပဲဖြစ်ပါသည်။ယခုအခါရာဒီပတ်မရှိတော့ပြီ၊ဆရာလည်းမရှိတော့ပြီ၊စာအုပ်ကိစ္စပုံဆက်ပြီး၅လစာအုပ်ဖြစ်ပြီး၃လအကြာမှဆရာကိုလုံခဲ့ခြင်းဖြစ်ပါသည်။မြင်လိုက်ကြ။ သူတို့ကမရှိတော့ဘူးကျွန်တော်တို့ကရှင်တန်ကြရင်နေသေးတယ်မိသူမဆိုဘဝကိုခင်တွဲသူကြီးတာဖြစ်ပါသည်တန်တရားဝဲ၌ရစ်တွဲနှောင်ချီလိုသူကြီးတာဖြစ်ပါသည်တမအာဇီဝဖြင့်ရှင်တန်နေထိုင်ခဲ့သည်ဖြစ်စေပြသူတည်ငတိမာဘဝမျိုးနဲ့ရှင်တန်နေထိုင်ခဲ့သည်ဖြစ်စေလူတီဘဝကိုခင်တွဲစုံမတ်မှု၌ဘဝလည်းမရောရဲနိုင်ပါချေဆရာကဤခရီးမနည်းခြင်းသေးဟုဆို၏ကျွန်တော်တို့လည်းဤခရီးကိုမနည်းခြင်းသေးပါ ဖြစ်နိုင်ပါကဝေးလန်းသောနေရာမှာမေလျော်၍သာထားလိုက်ခြင်းမသည်သို့တော်နေပြစေအောင်မခေါ်ပါလင့်အောင်ဟိုဟာဒီဟာလုပ်ပြစေအောင်ဟုတိုးရှိုးနေစေကောင်းလဲသိချင်းတရားသည်တဲတဲအသေးမှမှနဲ့မထောက်မညာအေးဆက်စွာခေါ်ဆောင်သွားဖို့ဝန်မလေးသူဖြစ်ပါသည်သူကအကြီးဆုံးတရားသူကြီးဖြစ်သည်အယူခံဝင်ဖို့ မရမျက်နှာချိုးသွေးလို့မရကြေးအေးရုပ်သိမ်းခွင့်ပြုဖို့အတ္တဗျာငွေကြီးဖြင့်လက်ညှိုးလက်သိမ့်ထိုးညှိနှိုင်းလို့မရသူ၏ဆုံးဖြတ်ချက်မှာအပြီးအပြည့်အတီဖြစ်သည်လူတို့တိန်တော်သည် သူတို့လူတို့ရှင်သန်ကြံရည်သည်တစ်ချိန်ချိန်၌ရှင်သန်ကြံရည်သူတို့လည်းတိန်လုံးရပြီလိမ့်မည်ကျွန်တော်တို့ကတည်ခြင်းတရားထံမှ notice စာမရရှိသေးဘူးထင်မြင်နေစေမှာပဲကျွန်တော်တို့ဤနေအိမ်တစ်စင်းမြေအောက်တို့ ိုက်ကလေးတွေပြန်ဝင်လာနေစေဖြစ်နိုင်သည်အိမ်တကားသို့ရောက်ရှိနေပြီလဲဖြစ်နိုင်သည်ကျွန်တော်တို့ကမတွေ့သေးခြင်းသို့မဟုတ်ပိတ်ထားသောဆိုင်ကိုဖွင့်လှစ်၍ဖတ်မကြည့်ရသေးခြင်းလဲဖြစ်နိုင်ပါသည်စစ်စစ်ကျွန်တော်တို့အားလုံးသည်စတင်မွေးဖွားလာကြတဲ့ကတည်တယ်ချမှတ်ခြင်းခံထားရသူကြီးသာဖြစ်ဒီမှာယုံမားပွင့်မရှိပါ တနေ့တော်အခါမိသူ၏ပရောဂတဇွန်တရားများမရှိခဲ့စေကမူအကြောင်းတစ်ခုမဟုတ်တစ်ခုဖြင့်တရားမိသူကြီးသာဖြစ်ပါသည်မိသူများမတည်ခွင့်မရှိပါချေမိသူများရှင်သန်ကြရေးခွင့်မရှိပါချေကျွန်တော်စဉ်းစားကြည့်သည်ဘဝမှာကျွန်တော်တို့ရှင်သန်ဖို့အနာဂတ်လက်ကျန်ဘလောက်ရှိပါသနည်း10နှစ်လုံး9နှစ်လုံး10လလုံး9လလုံးမနေ့ပြန်လုံးတစ်ပတ်ခါလုံး ိတ်ပိတ်ထားသောခွင့်မကြည်ရသေးသောစာအိတ်ကလေးများတဲ့၌ကျွန်တော်တို့အတွက် notice စာတစ်စောင်စီရှိနေမည်ဖြစ်ပါသည်ကျွန်တော်တို့၏အနာဂတ်လက်ကျန်မြင့်ကျန်ရှိအုံးမည်ကိုတွက်ချက်ပေါ်ပြထားလိမ့်မည်မှာတေချာနာပါသည်သို့ဆိုရင်ကျွန်တော်တို့နေထိုင်သောကမ္ဘာလောကအတွက်ဘာများခြံထားလိုပါသနည်းကျွန်တော်တို့ကတော့ဘာများယူဆောင်သွားလိုပါသနည်းချမ်းသာလို့စင်ရဲလို့ကောင်းမှုလို့မကောင်းမှုလို့ဓမ္မလို့အတ္တမလို့ ရင်းချမ်းခြင်းလုံးတိုက်ပွဲလုံးကမ္ဘာလောကသည်ကျွန်တော်တို့ကိုညီတို့တရိယနေစေခြင်းမှာတနည်းအနည်းငယ်များသောအနာဂတ်လက်ချံကိုကျွန်တော်တို့ဒီညီတို့အတုံးပြုရပါမည်နည်း၂009ခုနှစ်ရုပ်ရှင်တေးကြဗျာဆိုတော့စဉ်းစားရင်းနဲ့အဲတွေးစရာတွေမေးခွန်းတွေပေါ့နော်ဒီမှာသူပြောထားတယ်လို့ပဲအဆုံးသက်မှာမေးခွန်းတွေအများကြီးဖြစ်မိပါတယ်အဲကိုကိုရိုင်းလေးကိုကိုရိုင်းလေးပေါ့နော် သေးရမှာဆိုရဲအတီကိုတည်တယ်ဘလို့တည်သွားမလဲဆိုရဲအတွေးရှိတယ်ဗောနော်အဲသူနဲ့ထက်တူပဲကိုပါရီခြံထားခဲ့နိုင်မလဲဆိုရဲအတွေးလေးကအမြဲတမ်းဖြစ်နေရဗောနော်အဲအဲ့ဒီစိတ်နဲ့ပဲရှင်သန်ကြည့်လိုက်တဲ့အခါမှာကောင်းတာတွေကိုပဲကြိုးစားလာခြင်းခဲ့တယ်ဗောနော်ကိုဘက်ကပဲကောင်းပြီးကိုကြိုးစားလာခြင်းခဲ့တယ်ဒါပေမဲ့လည်းဟိုပြန်မှ ပြောရမယ်ဆိုရင်ကိုကကောင်းနေလို့သတ်မှတ်ထားတဲ့အရာကတခြားသူတယောက်အတွက်အဆင်မပြေနေသေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုတော့ဘလိုပင်ဆိုစီကမူအာမိသူမြအရှင်တန်ကျင်ရင်ခွင့်မရှိဆိုတော့ကြံရှိနေတဲ့အချိန်လေးတွေမှာချစ်ချစ်ခင်ခင်နဲ့နေတော့ရရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဆိုတော့အလုံးမဲ့ကိုယ့်ရဲ့အနာဂတ်လက်ကျန်လေးမှာနောင်တခင်ဆိုတာငါမလုံလက်ရဘူးငါမပြောခဲ့လက်ရဘူးဆိုတော့နောင်တခင်နေတာမျိုးဖြစ်အောင်ဟိုရှင်သန်ကြည်ရတာကပိုကောင်းမယ်လို့ထင်မြင်မိပါတယ်ဆိုတော့အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစဉ်လေးတစ်ခုမှပြန်လဲဆုံးတွေ့ချင်ပါတယ်